နိုင်လွင်ကခက်ခက်မှာတကပါပဲဘာကြီးပဲဖြစ်နေပါစေဘယ်အချိန်ပဲဖြစ်နေပါစေဘလို့ချိန်နေမျိုးပဲဖြစ်နေပါစေခက်ခက်မှာရာရေးကျွန်တော်အရေးပဲဘလောက်ပဲလှလှခက်မှာလေးအလှတော့မမီနိုင်ပါဘူးကွာဟုတ်တယ်ရှင်ကျမရှိလာပြီစပီးပြီးလောက်နေနဲ့ဟာဆင်းနေပါခက်မှာလေးမကြိုက်ဘူးဆိုကိုကြီးရှောင်ရမှာပေါ့ခက်မှာလေးခက်မှာလေးဟာ Hey hey come on Lee come on Lee မပြေမပြေပါနဲ့ဟာမိုးနမီးအစီအစဉ်ပေးလိုက်တော့တိုက်တိုက်ဆိုင်ဆိုင်လာဆုံရတာဘယ်ပြေမလို့လဲကျွန်တော် character ကကျတော့ဒီ Z တစ်ခုလုံးမှာစိတ်ထွက်ပေါက်အနေနဲ့ပေါ့နော်စိတ်တက်တာရရစီမဲ့ character ဖြစ်နေရခက်မာလေးဒါဒါလေးကိုလက်ခံပေးယူပေးအကူကြီးလှည့်ပြန်မယ် Okay ရသိကြနော်ဒီမှာလိုက်တာစိတ်ပြစရာခက်မာလေးကလက်ဆောင်ယူသွားပြီ ရိုက်တော့ကတော့လေအဲဘာလို့မဆိုတော့နော်ရိုက်ကွေးလုပ်တဲ့အချိန်မှာတော့ကိုကိုရိုက်ထားတဲ့ဇာတ်ကားလေးကိုကိုပါဝင်ထားတဲ့ character လေးကိုဟိုပြိတက်ကြိုက်စေချင်တာပေါ့နော်ဒါပေမဲ့အတင်းဇွတ်ကြီးကြိုက်ပါစီတော့ဆိုတာထက်အဓိက writer လည်းစိတ်ချမ်းသာရမယ်ဇာညွေးစရာမှအဲ့လိုသူပြုစုပြောင်းထားတဲ့ character တစ်ခုပေါ့နော်ကိုတာဝန်ကျေဖို့အတွက်ပဲလုပ်ခဲ့တာဆိုတော့ဘာပြော အခုချိန်မှာဒီရုပ်ရှင်ကြီးပြိဿတ်တွေကိုယ်သဘောကျတယ်ဆိုတော့ကိုယ်ကျွန်တော်သဘောကျဟိုနိုင်လွင်သဘောကျတယ်ဆိုတော့ပြောတာပေါ့ထင်တာကအထက်လဲ reach ကပိုရောက်သွား fashion ရလားကျွန်တော်နောက်ကမှအဲ့လိုကိုကြီးပန်ဖို့ပေးတဲ့အမတယောက်ရှိတယ်အဲ့ရိုက်ကွေးနဲ့ပတ်သက်ပြီးတော့အဲ့လိုရိုက်တော့မယ်ဆိုတဲ့ချိန်မှာပရမဥသိဟန်ကကျွန်တော်ကအဲ့လို crazy color လေးပေါ့နော်အဓိက color zone ဝစ်စေချင်တာအဲ့လိုဝစ်စေချင်တယ်ပေါ့ဆိုတော့ကျွန်တော်ကပုံမှန်ဝစ်လို့ရှိရင်လည်း မထူးကြဘူးလေနော်မထူးကြဘူးဆိုတာကျွန်တော်တို့ပြောတာပါတခြားကားတွေမှာလည်းတခြားသောတေးဥဆောင်တွေအဲ့လိုဝေဖူးတဲ့အခါကျတော့ကျွန်တော်ဒီတစ်ခေါက်ကြတော့အဲ့လိုမျိုးလှလဲလှကြနေတာဘူးပြီးတော့ကိုကဒီ series မှာစင်းရေအတွက်သူများနဲ့ရှင်နဲတဲ့အခါကျတော့ကိုရုပ်ရှင်ကြီးပြိသက်တွေပို့ပြီးတော့ဟိုတတိထားမိစေခြင်းတယ်ပေါ့နော်အဲ့ခါကျတော့အမနဲ့တိုင်မြင်လိုက်တယ်တိုင်မြင်ပြီးတော့အမဒီလိုလိုဆိုတာသူကိုယ်တိုင်ဘုကျုပ်စည်းတွေသွားတယ်သွားပြီးတော့အရောင်နေရစာရွေးပေးရပေါ့ကျွန်တော်အများကြီးလိုချင်တယ်ဆိုတော့ ဆိုင်မှာရသလောက်ပေါ့16 16ရောင်တော့ရတယ်ဆိုတော့အာသူချုပ်နေကြဒီဇိုင်နာအကိုနဲ့ပဲတစ်ခါတည်းသေချာအပ်ပြီးတယ်အပ်ပေးပြီးတော့အဲ့ဒါဝစ်လိုက်တယ်ဝစ်ပြီးတော့နောက်တခြားသောရွှေတဲ့ပစ္စည်းနဲ့ဆင်သော fancy ပစ္စည်းတွေပေါ့ကျွန်တော်လိုက်ရှာတယ်နောက်ပတ်စံအိတ်ကတော့အဖေရဲ့ပတ်စံကြော်လာအမှတ်တရပဲတော်တော်များများလာလာတောင်းတယ်လက်ဆောင်လာတောင်းတယ်ပြီးတော့ပြန်ရောင်းဖို့ပြောတယ်ဒါပေမဲ့ကျွန်တော်ဘူးမှမပေးဘူးရောင်းလည်းမရောင်းဘာလို့ကျွန်တော်လည်းကြိုက်ပြီးတော့လှတယ်ပြင်မှာအဲ့တော့ အခုပြီးသွားတဲ့အချိန်မှာလည်းကိုယ့်ကိုပြန်ကြည့်ပြီးတော့ပျော်ပြော်လေးတေးထားတယ်ငါဒီတကားပြီးပြီမဲ့လဲနောက်အခွင့်အခါကြုံခဲ့နောက်တခြားသောဇာတ်ကားတွေမှာဒီကြီးလေးပြန်ဝင့်မယ်ပေါ့နော်တကယ်လို့အမ်အပြင်မှာတော့မဟုတ်ရဲဘူးပေါ့နော်အခုလိုမျိုးပွဲလန်းသဘင်သူများပွဲတော့မဟုတ်ဘူးပေါ့ကိုယ်နဲ့ပတ်သက်တော့ပွဲလန်းသဘင်တွေရှိခဲ့လို့ရှင်လေဒီကြီးလေးပြန်ဝင့်မယ်ဆိုပြီးတော့အတိတ်ထားရွေးရွေးဘာလို့လဲအကြောင်းသီး rider တွေတို့ဇညုံဇလန်ရေးတဲ့သူတွေတို့ကပုံမှန်အားဖြင့်တို့ကကျွန်တော်နဲ့ရိုက်မယ်ဆိုရင် သူတို့ဖြစ်ချင်တဲ့ character တဝက်ကျွန်တော်အပြင်ကဖြစ်တည်မှုတဝက်ပေါ့နော်အဲ့လိုရောရောချတယ်သူတို့ကဖြတ်တယ်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 ဘာလို့ကိုဒေါင်းဝင်နဲ့ဆင်းရဲ့နောက်မက်ကေတို့မိသားစုနဲ့လေအန်တီဆိုပြီးပေါ်ပြီးအဲ့လိုခက်မှာလင်းတော့လိုက်သွားလို့ဖြစ်တဲ့ဟာကြီးဆိုအဲ့လမ်းလေကောင်ကြီးမှာဟိုဘေးမှာလည်းအများကြီးပဲလူတွေကဆိုတော့နည်းနည်းတော့အဲ့လိုအဲ့လိုနည်းနည်းဟိုကြည့်တည်ကြည့်နေစိတ်ကိုဖွင့်ဖွင့်ချပလိုက် ဲ့ဒါလေကျွန်တော်ကလေအဲ့ character နဲ့ပတ်သက်ပြီးဒီမရိုက်ခင်မှာပေါ့နော်ဟိုဦးသိန်းဟန်ရဲ့နောက်ပြီးဖြိုးရဲ့ပေါ့နော်ဇလန်းစံကြီးရဲ့ဖြိုးရဲ့ကိုကျွန်တော်တိတ်ချလေးမေးရဲ့ပေါ့ကျွန်တော်ဘယ်လောက်ထိအတင်သွားရမလဲပေါ့နော်ပြီးတော့ကျွန်တော်ကဘယ်ဘယ်လောက်ထိဒီ character ပေါ်မှာလုတ်ပေးရမလဲပေါ့ကျွန်တော်မေးတော့သူကပြောတော့ရိုးတယ်ရိုးရိုးပဲဘာလို့လဲနိုင်လွင်ကခက်ခက်မှာတကပါပဲဘာကြီးပဲဖြစ်နေပြီဘယ်အချိန်ပဲဖြစ်နေပြီဘလို့ချိန်နေမျိုးပဲဖြစ်နေပြီခက်ခက်မှာတယောက်ပဲသူ့ရဲ့စိတ်ထဲမှာရှိပါတော့ ဇလန်းထဲမှာနိုင်လွဲတကောင်ကြော့ကိုမိသားစုလည်းမရှိဘူးဆိုတဲ့အခါကျသူ့မှာဟိုတွစ်တာစရာကခက်မှာပဲရှိရရှိတာဆိုတော့အဲ့တော့ကျွန်တော်ကစိတ်ထဲမှာဘာမှမရှိတော့ဘူးတခြားသေုပ်ဆောင်တွေတခြားသောဟာတွေလည်းကျွန်တော်စိတ်ထဲမထဲတော့ခက်မှာတယောက်ပဲအဲ့တော့ခက်ခက်မှာကိုယာရေးကျွန်တော်အရေးပဲအဲ့တော့အဲ့ဒီဟာတခုပဲ character ရရလေတကယ်လို့ပြောတော့ Charlie သေုပ်ဆောင်တာသူကလေသူ့အနေနဲ့သူသူ့ရုပ်ကလေးနဲ့ချစ်စရာလေဒါမဲ့လေဖြစ်အမ် Facebook trend ရပါတော့အဲဒီဘက်မှာပြောလို့ရှိရင်တော့လူရက် အာအလုံးကလေကိုယ့်အနာကိုပူလောင်မှုတွေအဆင်မပြေမှုတွေစိတ်စိတ်အဆင်မပြေမှုတွေရှိနေတဲ့အချိန်မှာကျွန်တော် character ကကျတော့ဒီ Z တစ်ခုလုံးမှာစိတ်ထွက်ပေါက်အနေနဲ့ပေါ့နော်စိတ်တက်တာရရစီမဲ့ character ဖြစ်နေရအောင်အဲ့ခါကျတော့ပရမသူတို့တရားဦးကိုအားမလိုအားမရကြီးဖြစ်တယ်တရားဦးနဲ့ပတ်သက်ပြီးခက်ခက်မာမာဒေါသကြီးထွက်ကြအများကြီးပဲအဲ့လိုမျိုးတွေမိသားစုနဲ့ပတ်သက်မက်ကြီးကိုလည်းသူတို့စိတ်တွေဆိုးကြနောက်ဆုရက်လာအောင်လည်းစိတ်တွေဆိုးကြအဲ့လိုဖြစ်နေတဲ့အချိန်မှာအဲကျွန်တော်ကကျတော့ကျွန်တော်လာတဲ့အစင်းနေမှာကြီးရတာကြီးရကြီးရဆိုတမင်လို့ယူလာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ ဇက်ကောင်အရာလဲကျွန်တော်ကစိတ်ထွက်ပေါက်ရဖို့အတွက်အဇလန်းစံညုံထဲမှာရှိတာတဲ့နည်းနည်းလေးတော့ပို့လောက်ပေးရတာပေါ့နော်အရင်ပြီးတော့အရင်ကြီးလဲကြုံပြီးပေါ်သွားမှလဲဆိုတဲ့အခါကျတော့အဓိကတော့ Facebook ကလူတွေကဟိုအဓိကဟာတာတို့စိတ်တက်တာစီမဲ့ဟာဆိုသူတို့ကပို့ပြီးတော့ကြိုက်ကြတာအဲ့ဒါကြောင့်လဲဟိုပို့ပြီးတော့နိုင်လွင်ပို့တရိထားမိတဲ့အထက်မှာအခုကျွန်တော်တို့ရဲ့ဒီအမုံမြေဇလန်းတွဲလေးကိုကြည့်ရှုပြီးတော့နိုင်လွင်ကိုအားပေးနေကြတဲ့ ချစ်ပေးကြတဲ့ရုပ်ရှင်ကြီးပြည်သက်တွေအားလုံးကြောင့်ရှင်းစရာကျေးဇူးအများကြီးတင်ပါတယ်နိုင်လင်ပြောရလို့ရှိရင်လည်းဇော်ဝင်းရောတေသာရောမိုးတောက်ရောတို့ချမ်းချာတော့နောက်ထပ်အစ်စ်ထက်လာမဲ့ character တွေကိုကြည့်ရှုအားပေးကြပါအောင်လို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ